ခုပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့သမီးတို့ငယ်တုံးငယ်တုံးမှလေလူဆိုတာမွေးနေရဘာမှပါလာတာမဟုတ်ဘူးနော်အဲ့တော့ဘာမှမပါလာတဲ့အချိန်မှာကိုရီးယားဒီအရွယ်တစ်ခုရောက်လာတဲ့ဒါပညာပေါ့အသိပညာအတတ်ပညာဘဟုသုတနော်ဒီလိုနဲ့စူးစမ်းလာကြရတာအဲ့တော့ရိုးသားမှုစူးစမ်းမှုကအဓိကပေါ့တို့ဟို ဖြတ်တန်းခဲ့တဲ့ဟာလေးတွေကအကြောင်းအရာလေးတစ်ခုပြောပြမယ်နော်။ဆိုတဲ့အခါကျတော့လေအဲဒီလိုပဲအဲ့တော့သူများတွေကလေအရန်ပေါ့ပေါ့ပွားပွားနဲ့သုံးနေဒုတိယမသုံးနိုင်ဘူးလားမဆွဲနိုင်ဘူးဆိုတာသုံးနိုင်ပါလေဆွဲနိုင်ပါလေငယ်စဉ်ဘဝမှာလေနော်သုံးလို့ရပါလေသုံးနိုင်ပါဒါပေမဲ့ ကိုကလောဘစိတ်ရှိတယ်လောဘစိတ်ရှိရဲဆိုတာဒီလိုမျိုးငါဒီဟာကိုတသိန်းသုံးလိုက်မယ်တသိန်း၁၀ကသုံးလိုက်ရင်၁၀သိန်းရမယ်၁၀သိန်း၁၀ကသုံးလိုက်ရင်သိန်း၁၀၀ရမယ်သိန်း၁၀၀ဆိုမြေတစ်ခွက်ဝယ်လို့ရတယ်ကိုရီငငယ်တော့ခက်ကသိန်း၄၀ဆိုမြေတစ်ခွက်ဝယ်လို့ရပြီအိမ်တစ်လုံးရပြီနော်အဲ့တော့သိန်း၁၀၀ဆိုရင်ငါမြေခွက်တစ်ခွက်ဝယ်လိုက်မယ်ဟဲ့ ်သိန်းသိန်းတရာဆယ်ကဆိုရင်သိန်းတထောင်သိန်းတထောင်ဆိုငါအင်တလုံးဆောက်လိုက်မယ်စသဖြင့်ဒီလိုမျိုးတွေနဲ့ပိုင်ဆိုင်မှုတွေကိုစုဆောင်ခဲ့ရတာပေါ့နော်။အော်တခါလဲငွေသိန်းသုံးမဲ့သူရွှေတကြသားစုလိုက်မယ်ပေါ့ဒီခေတ်ခေတ်ကရွှေတကြသားမှာသိန်းသုံးသောင်းသိန်းလေးသောင်းရှိတာလေနော်။ဆိုတဲ့အခါကျတော့အဲ့တော့ဟာငွေ၁၀သိန်းလောက်ဆိုရင်ရွှေ၁၀သားတရုံးဝယ်လိုက်မယ်ပေါ့နော်။ဒီလိုမျိုးလေးတွေနဲ့အရန်ချိုးချံချွေတာလိုချင်တာတွေဆိုလဲမျိုးချသိလား။ တုံးကျင်နာတွေစားကျင်နာတွေပြောကျင်နာတွေပားကျင်နာတွေအားလုံးကိုမျိုးချပြီးတော့မှသူများတွေတက်တောင့်တက်တာနေတဲ့ချိန်မှာကိုကအလုတ်သုံးလေးခုလုတ်ပြီးတော့မှအရန်ပင်ပင်ပန်းပန်းနဲ့လုတ်ခဲ့တယ်အဲ့တော့ငယ်တော့မှခိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်ကြီးတဲ့ချိန်မှာအခုချိန်မှာမလုတ်လည်းဘာမှဖြစ်ဘူးမလုတ်ရလည်းဘာမှမဖြစ်ဘူးကျန်တစ်ဆက်နဲ့ငါသိမလုတ်ရလည်းဘာမှမဖြစ်ဘူးဟုတ်လားစားကျင်တာစားနိုင်တယ်တုံးကျင်တာတုံးနိုင်တယ်သွားကျင်တာသွားနိုင်တယ်ဒီလိုမျိုးဖြစ်တာအဲ့တော့အညာညာဟာကြိုးစားလုံးလာမပြုတ်ဘဲနဲ့တော့ရောက်လာတာမဟုတ်ဘူး ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့တမိုင်းကောင်းအောင်ကြိုးစားခဲ့ရတာပေါ့နော်တစ်ဖက်ကလည်းတမိုင်းကောင်းကောင်းအောင်ကြိုးစားရတဲ့ကိုကိုရိုးသားမှုနဲ့ပေါ့အဲ့တော့မတော်မတင်အားနဲ့ဆိုရင်တော့မဟုတ်ဘူးပေါ့နော်ရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားနဲ့အဲ့ဒါကနေအာဟိုဟိုပေါ့လေဟိုတို့အချိန်လေးတစ်ခုမှာပေါ့အချိန်လေးတစ်ခုဘဝရဲ့ဖြတ်တန်းခဲ့ရတဲ့တွေကအချိန်လေးတစ်ခုတစ်ခုတော့အချိန်လေးတစ်ခုမှာဘာဖြစ်လဲဆိုတဲ့ခါကျတော့ဒီကအဲ့ဒီမှာအာ ပတ်စံလေးတွေရရဲဆိုမြေးတွေဝဲရွှေတွေဝဲဒီလိုတွေပဲထားတာပေါ့နော်အဲ့တော့ကာလတန်ကြီးတွေပြောင်းလာတဲ့ခါကျတော့အဲ့ဒီပိုင်ဆိုင်မှုတွေ SSD property တွေရပြောင်းလဲမှုတွေနဲ့ဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကလည်းပြောင်းသွားတာပေါ့နော်ဆိုတော့အဲ့ဒီခေတ်ကရွှေ30သားကို30သိန်းကျော်ဆိုအခုရွှေ30သားဆိုရင် ဘယ်လောက်ဖြစ်သွားပြီအစပေါင်းအများကြီးဖြစ်သွားပြီလေနော်အဲ့တော့ပိုင်ဆိုင်မှုတွေဆိုတာလေအဲ့လို SSD property တွေရာမှာပိုင်ဆိုင်မှုကိုအများကြီး changes လုပ်တာအဲ့တော့အရင်ခေတ်ကတိန်းတထောင်နဲ့ဝယ်ထားတဲ့အိမ်ဟာအခုချိန်မှာတိန်းတထောင်လည်းဟုတ်တယ်တိန်းနှစ်ထောင်လည်းဟုတ်တယ်ပေါ့နော်စသဖြင့်ပေါ့ဒီလိုမျိုးပေါ့ဟိုအရင်ခေတ်ကတိန်းလေး900နဲ့ဝယ်ထားတဲ့အိမ်တွေဟာအခုချိန်မှာ9000လည်းဟုတ်တယ်10000လည်းဟုတ်တယ်3000လည်းဟုတ်တယ်ပေါ့နော်ဒီလိုမျိုးတွေပေါ့ ဒီလိုမျိုးတွေနဲ့အဲ့တော့ဒုံကအရင်တည်းကလေပတ်စံလေးလက်ထဲရပြီဆိုရွှေစုရယ်မြေစုရယ်ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့ပေါ့လေအဲချစ်ချုပ်ပြီးတော့မှလေကိုယ်စီမှလေအကုန်လုံးဝေသားဆိုတာမှမထားဘဲနဲ့အဲ့လိုစုတော့တစ်ခါသားကြားတဲ့ခါကျတော့အချိန်တစ်ခုမှပေါ့တစ်ခုသောအချိန်ဖြတ်တန်းနေရတဲ့ဘဝရဲ့တစ်ခုသောအချိန်တစ်ခုမှပေါ့ဇမလေး အဲမြေလေးတစ်ခုဝယ်တယ်အိမ်ဆောက်ပလိုက်တယ်ပေါ့နော်အိမ်အဲ့လိုပဲကျွန်မအိမ်နေအိမ်နေဆောက်ပြစ်တာအဲ့လိုအိမ်နေကိုကကိုအိမ်နေဆိုလဲကိုကကိုဒီဇိုင်းဆွဲတယ်ကျွန်မသိဝါဒနာပါလားတိလာပြီးတော့မှလေဒီဘက်ကပညာရှင်နေနဲ့ညှိပြီးတော့မှကိုလိုချင်တဲ့ပုံစံကိုကအရင်ဆွဲတယ်ဆွဲပြီးတော့မှပညာရှင်နဲ့ structure တွေပြန်တွက်ပေါ့နော်အဲ့လိုမျိုးလုပ်တာပေါ့လေအဲ့တော့ကျွန်မဆောက်သမျှအိမ်နေတိုင်းဒီကျွန်မကိုယ်တိုင်ဒီဇိုင်းဆွဲတာကျွန်မလိုချင်တဲ့ပုံစံကိုလေကျွန်မအဲ့လိုလုပ်တာပေါ့နော်အဲ့တော့အဲ့ ဘဝဘဝရဲ့တခုတော့အချိန်တခုမှာပေါ့အဲအဲ့လိုပဲကျွန်မအိမ်တအိမ်ဆောက်လိုက်တဲ့ခါကျတော့အိမ်တအိမ်ဆောက်လိုက်တော့ဆောက်လိုက်တော့အရင်တော့တော့တိုးရင်းပွားလေးတွေနီးစက်ရလေးတွေမှာလည်းပေးထားတာလေးတွေရှိတာပေါ့လေးနော်ဒီလိုပဲလှူစားကြရတာဟုတ်ဆိုတဲ့ခါကျတော့အဲ့သူများလာပြန်ဆက်ရင်ကျွန်မအိမ်ဆောက်တဲ့ထဲထဲလိုက်ရင်သူများလာပြန်ဆက်ရင်ကျွန်မအိမ်ဆောက်တဲ့ထဲထဲလိုက်ရင်ဆိုတော့အိမ်က3300ကျမယ်အဲ့ဒီခက်က3300ကျမယ်ဆိုတဲ့ဟာရွှေစည်းရွှေစည်းရွှေတစ်ချပ်သားကိုတသိန်းကျော်ပဲခက်က3300ကျမယ်ဆိုတဲ့အိမ်ကတကယ်တကယ်ဆောက်လိုက်တဲ့အချိန်မှာ3200ကျော်ကျသွားတယ်တက်တက်ပြောင်းပေါ့ ်မဆန်3000ဘာအခုခေတ်သာ3000ဘာမှမဟုတ်ဘူးအဲ့ခေတ်က1000ဆိုတော့ဒီဘက်ခေတ်ဒီဘက်ခေတ်ဆို2000 3000လောက်နဲ့ညီမယ်နဲ့တူတယ်နော်ဆိုတော့လေတက်တက်ပြောင်းသွားတာပေါ့နော်ကိုလက်ထဲမှာလေသူများလာဆက်တဲ့အိမ်ထဲထဲအိမ်ရဆောက်လက်စာကြီးဆိုတော့မပြီးလို့မရဘူးလေအိမ်ထဲထဲအိမ်ထဲထဲဆိုတဲ့ခါကြတော့အဲ့ဒါနဲ့အာနောက်ဆုံးကြတော့ကိုလက်ထဲမှာငွေပုံငွေရှမ်းမရှိတော့ဘူးပေါ့ရှိသမျှငွေတွေလည်းအကုန်ထည့်တိလာလုပ်ငန်းတွေကငွေရတော့လုပ်ငန်းတွေကတွတ်ထီလို့မရဘူးပေါ့နော်အဲ့ဒါနဲ့အတိအန်တီတရား အဲအန်တီတယောက်ပေါ့လေအန်တီတယောက်ကလည်းသူကကျမကိုပြောလဲဆိုတော့တမီးနဲ့အန်တီစီမားတဲ့ငွေလေးရှိတယ်တမီးယူသုံးပေးတယ်တမီးလိုလို့ရှိရင်လည်းယူသုံးပေးနော်တဲ့အဲ့ဒါတဲ့အဲသူကစကားလေးကန်းလန်းတာပေါ့လေစကားလေးကန်းလန်းပြီးတော့မှအဲသူသူများပစ္စည်းတွေဘာတွေလာထားတယ်ပေါ့လေအဲ့ဒါတမီးဒီအဲ့လိုလေးလုတ်တဲ့သူရှိလို့ရှိရင်တမီးချိတ်ပေးနော်တဲ့အဲ့လိုမျိုးပြောရကြတော့အဲ့ဒါနဲ့ကျမကလေးအန်တီချိတ်ပေးလို့ရတယ်အန်တီအပေါင်းခံပစ္စည်းလိုချင်တယ်ဆိုရင်ချိတ်ပေးလို့ရတယ်ဒါပေမဲ့သူတို့တွေရဲ့ဇရိတ်တာကိုတော့ တင်းကအာမမခံနိုင်ဘူးဟုတ်လားနော်အပေါင်ပစ္စည်းနဲ့အန်တီရအောင်လို့မလို့အန်တီကိုချိတ်ပေးလိုက်ရင်တော့တင်းကအာမမခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လူစိတ်ဆိုတာမြင်ရတာမျိုးမဟုတ်ဘူးအဲ့တော့ဟုတ်ပြီအန်တီကလည်းပေးချင်တယ်တင်းယူမယ်ဒါပေမဲ့တင်းကအန်တီကိုဘာအပေါင်ပစ္စည်းမှမပေးနိုင်ဘူးဘာအပေါင်ပစ္စည်းမှမပေးနိုင်ဘူးအဲ့တော့ဘာတင်းပေးနိုင်တာဒီအန်တီကိုရိုးသားမှုနဲ့ဒီတစ္ဆာတည်ကြည်မှုပဲအန်တီကိုပေးနိုင်တယ်အန်တီယုံရင်ပေးပစံအန်တီမယုံရင်မပေးနဲ့ နော်အနိပစံအတွက်သင်ပေးနိုင်တာဒီဂတိတစ္ဆာတည်ကြည်မှုနဲ့မိသူသောအကြောင်းတရားပဲဖြစ်ဖြစ်မိသူသောအခြေအနေမှာပဲဖြစ်အန်တီမဆုံးရှုံးစေရဘူးဆိုရရင်သင်ယိုသားမှုရယ်ပဲအန်တီကိုပေးစရာရှိတယ်အဲ့တော့ယိုသားမှုနဲ့သင်ရဲ့ဂတိတစ္ဆာတည်ကြည်မှုအန်တီကိုအပေါင်ပစ္စည်းဖြစ်ပေးမယ်အန်တီယုံရင်သင်ကိုပစံပေးဆိုရဟာသမီးရဲ့ယုံနာပေါ့တယ်သမီးဆိုရင်ဆိုအဲ့ဒါနဲ့အန်တီစီကနေပစံအဲ့ခေတ်ကသင်တထောင် ရေးပြီးတော့မှကျွန်မဒီဘက်မှာပြန်ပြီးတော့မှကျွန်မအလုပ်လုပ်တယ်ပေါ့နော်အဲ့ပတ်စံသိန်းတစ်ထောင်နဲ့ကျွန်မလုပ်တယ်လုပ်ပြီးတော့မှကျွန်မသူ့ကိုအဲသူ့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 ကိုပေးရမယ်ကျွန်မအတူပေးရတာပေါ့နော်အလကားပဲရမလဲအဲ့တော့သူ့ကိုပေးတယ်အဲပို့တဲ့ဟာကျွန်မစုတယ်ကျွန်မယူတယ်အဲ့တော့ကျွန်မလုပ်ငန်းလေပတ်နေကျွန်မအလုပ်လုပ်နေနေသူ့ရဲ့ပတ်စံကိုကျွန်မပြန်ခိုင်းရတာပေါ့ကျွန်မကင်ပြီးတော့မှကျွန်မသုံးပစ်စားပြစ်လို့တော့မရဘူးလေဒီငွေရင်းလည်းမပြောင်းရဘူးကျွန်မဒါအောင်လဲတိုးပွားအောင်လုပ်ရတယ်သူ့ကိုလည်းပေးနိုင်ရမယ်ကျွန်မလည်းပို့ရမယ်ပေါ့နော်အဲ့လိုလုပ်ပြီးတော့မှတဘောကသူ့ကိုကျွန်မစေသိမ်းပေးရတယ် ယ်ဆိုပါဆိုအတိုး၁၀သိန်းပေးရတယ်ဆိုရင်ကျမသိန်း၂၀ရတယ်ဆိုကျမ၁၀သိန်းစုထားတာပေါ့နော်ဒါသူ့ကိုကျမ၁၀သိန်းဆက်လိုက်တယ်နော်ဒီကျမသူ့အတိုး၁၀သိန်းပေးလိုက်တယ်အဲနောက်လာကြလို့ရှိရင်လည်းကျမသူ့အတိုး၁၀သိန်းပေးလိုက်မယ်ကျမလည်းထဲမှာ၁၀သိန်းနဲ့ပို့မယ်၅သိန်းနဲ့ပို့မယ်ပို့တဲ့ပတ်စံကြီးစုထားတယ်စုထားလိုက်လို့သိန်း၅၀ဖြစ်သွားတယ်ဆိုရင်ကျမကအတိုး plus သိန်း၅၀ဒါဆိုရင်ကျမ၉၅၀ပဲအကျွေးချန်တော့တယ် နော်အဲ့တော့အဲ့လိုနည်းနဲ့ပဲကျမတိန့်တရာရော့အတိုး plus တိန့်တရာဒီလိုဒီလိုနဲ့ရော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 ့ပြီးတော့မှအချိန်ကာလတစ်ခုမှအဲ့ဒီပတ်စံကြီးအကုန်လုံးကကိုယ်ပတ်စံဖြစ်ခဲ့တယ်ကိုယ်ပတ်စံဖြစ်သွားတယ်ဆိုတော့စူးစားရတာအဲဟိုသူများစီကနေကျမတို့ကယူရဲဆိုရင်လည်းငွေရင်းငွေပင်ငွေရင်းကိုလည်းမပျောက်ပြက်ရဘူး နော်နောက်တစ်ခါတိုးပွားအောင်လဲဆောင်ရွက်နိုင်ရတယ်နောက်တစ်ခါရိုးသားမှုဂတိသစ္စာတည်ကြည်မှုပေါ့နော်ဒါရီယာတသက်လုံးလှုပ်ရှားလို့ရတယ်တကယ့်ကိုအကောင်းဆုံးအရင်းနှီးတွေပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဖြတ်တန်းခဲ့ရတယ်ဆိုတော့အခုချိန်ဒီအဲ့ဒီအန်တီကိုလဲဒါအခုဒီညကနေကျေးဇူးတင်ပါတယ်နော်ဆိုတော့ဘဝရဲ့တခွေ့မှာအဲရဲ့အချိန်တစ်ခုမှာကြုံခဲ့ရတဲ့ဟာပေါ့အခုထိလဲအန်တီကရှိပါတယ်နော်ဆိုတော့လေဒါကျေးဇူးတင်ထိုက်တဲ့သူတွေပေါ့နော်ဘဝမှာဒါဖြတ်တန်းခဲ့ရတဲ့ဘဝတွေမှာအဲ့လိုမျိုးတွေဖြတ်တန်းခဲ့ရတယ်အဲ့လိုမျိုးတွေစူးစမ်းခဲ့ရတယ်နော်ဆိုတော့ကျွန်တော်တို့တွေ မွေးတွေကခုနတမိပြောသလိုပေါ့ဒီတည်သိမ်းရောင်းနေတဲ့ရေဒနာတွေကတမိတို့နဲ့တော့ဆယ်ဘဝလောက်ဝေးပါတယ်ဆိုတော့ဘယ်ဟုတ်ပါမလဲဟုတ်တယ်လားမွေးတွေကလူတွေကအားလုံးအတူတူပဲမွေးလာကြတာတွေးခေါ်ပုံတွေမတူဘူးအဲလုံလာတွေမတူကြလို့သားရဲ့ဘဝတွေကွဲသွားကြတာเนาะစဉ်းစားဆင်ခြင်တွေးခေါ်ပုံတွေနောက်တစ်ခါလုံလာဝရိယတွေ ကံนี่မတူကြလို့သားရေเนาะဆိုတော့ဟိုဘလို့ခေါ်မလဲညံကိုကံကကူရတယ်လို့ကံကိုညံလည်းပြန်ကူရတယ်လीเนาะဆိုတော့ကံကောင်းတိုင်းနဲ့အရာရာမဖြစ်လာတယ်လို့မျိုးညံကောင်းတိုင်းနဲ့အရာရာမဖြစ်ဘူးအဲ့တော့ကံကိုညံကကူရတယ်လို့ညံကလည်းကံကိုပြန်ကူရတယ်အဲ့တော့လုံလာလည်းရှိရတယ်ဝရိယလည်းရှိရတယ်ကံလည်းရှိရတယ်ဒါဆိုလို့ရှိရင်အရာရာဖြစ်မှာပဲအဲ့တော့เนาะဆိုတော့စိတ်နဲ့တူတဲ့ဘဝကိုပဲရကြတယ်အဲ့တော့အကောင်းဆုံးရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ဘဝမှာအဲ့တော့ကျမတို့က ဒီပေါ့ဟိုဘဝရဲ့ပြေးလန်းကြီးဆိုတာမဆုံးနိုင်တဲ့ပြေးလန်းကြီးတေကာမှဆုံးတာဘဝရဲ့ပြေးလန်းပေါ်မှာအရှိကိုမြင်မြန်ရောက်သွားဖို့ထက်ဒီပြေးလန်းပေါ်မှာတက်လုံကောင်းကောင်းနဲ့မှန်မှန်ရှောက်ပြီးပန်းနိုင်ကိုရောက်သွားဖို့လိုတယ်ဟာအရှိကိုရောက်ပြီးတော့မှဟုံးဆိုအရှိကိုရောက်ပြီးတော့မှဟိုထိုလူကိုနင်းတက်ဒီလူကိုနင်းတက်ပြီးတော့မှအရှိတော့ရောက်သွားမယ်ဘာလို့မလဲအခြေမခံလို့ရှိရင် ပြန်ကြမှာအဲ့တော့ဒီဘဝဆိုတဲ့ပြည်လန်းချောင်းပေါ်မှာတက်လုံမှန်မှန်နဲ့ နော်ရိုးရိုးသားသားကျိုးကျိုးဆဆတက်လုံမှန်မှန်နဲ့ရှောက်တယ်ဆိုကိုလိုချင်တဲ့ဘန်းတိုင်းကိုရောက်သွားမယ်အခြေခိုင်ခိုင်နဲ့နော်အဲ့တော့အဲ့တော့သမီးတွေသားတွေကခုနပြောတဲ့လိုမျိုးပေါ့အားလဲမရောနဲ့စိတ်အားလဲမငယ်နဲ့ဟာ तू ကတော့ချမ်းသာလေးချင်းငါတို့ကတော့မရှိလေချင်းဒီလိုမဟုတ်ဘူးဘဝဆိုတာ မမြင်နိုင်ဘူးအဲ့တော့ရိုးသားရမယ်စူးစမ်းရမယ်အဲလုံလဝရိယရှိရမယ်เนาะအဲ့တော့ခုနလိုညံလဲကောင်းရမယ်ကံလဲကောင်းရမယ်အဲ့တော့ညံလဲကောင်းရမယ်စဉ်းစားစဉ်းကျင်တော့တွေးခေါ်ညံနေလဲကောင်းရမယ်ကံလဲကောင်းရမယ်ကံမြင့်ကံတင်းအောင်လဲမိမိဖုံးကံကိုမိမိမြင့်အောင်လို့ဘာသာတရားနဲ့ခုနကခင်မွန်းကြီးဆယ်ပါးကိုလည်းဒါကကိုရီးယားယူတင်ရမယ်เนาะအနန္တော်နန္ဒငါးပါးဖျားဖျားမှန်းသိရမယ်တရားတရားမှန်းသိရမယ်ကိုယ့်ရဲ့ကုသိုလ်ကံကိုကိုယ့်ဟာကိုထပ်ရမယ်အဲ့တော့ညံလဲကောင်းရမယ်ကံလဲကောင်းရမယ် ယူသားရမယ်စူးစားရမယ်ဒါဆိုရင်အောင်မြင်မှုဟာကိုယ့်ရဲ့လက်တကမ်းမှာပဲโอเคเนาะဘယ်သူမှစိတ်အားငယ်ဖို့မလိုဘူးမွေးနေကချမ်းသာလာတဲ့လူဦးရေနဲ့စူးစားပြီးချမ်းသာလာတဲ့လူဦးရေဟာပုံများပါတယ်တို့ကလည်းစူးစားပြီးချမ်းသာလာအချိန်တွေတစ်ခုကိုရောက်လာတယ်ဆိုတော့သူထဲမှာပါတယ်เนาะအဲ့တော့ဘာမှအားမငယ်နဲ့โอเค